ဒီနမိတ်ကဘာကိုညွန်ပြတာလဲတောက်ကြသားသမီးတွေကပေါင်းစီခြင်းဆိုတဲ့နမိတ်ပါပဲเนาะပေါင်းစီခြင်းအကျိုးတူပူပေါင်းခြင်းနဲ့စတုလုပ်ငန်းနဲ့အဲ့ဒါတွေနဲ့ပတ်သက်တဲ့နမိတ်ပါတောင်တောက်ကြသားသမီးတွေကဒီကာလမှာစီးပွားရေးနဲ့ပတ်သက်ရင်အလုပ်အကိုင်တွေနဲ့ပတ်သက်ရင်စတုလုပ်ငန်းတွေရှယ်ယာလုပ်ငန်းတွေပူးတွဲပေါင်းစပ်လုပ်ငန်းတွေအမျိုးလေးမင်းနဲ့ပေါ်ပေါက်တတ်ပါအစားတော့ကကိုကလုပ်ငန်းတစ်ခုကိုလုပ်ဖို့တည်းကိုကတယောက်တည်းလုပ်ဖို့စီစဉ်ထားတာပါပဲ ဒါမဲ့ကိုယ့်ရဲ့မိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေရပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေရပဲဖြစ်ဖြစ်ကိုယ့်ရဲ့စီးပွားရေးထဲမှာကိုယ့်ရဲ့လုပ်ငန်းတွေထဲမှာကိုယ့်ရဲ့အလုပ်တွေထဲမှာပေါ့နော်အဲပါဝင်ခြင်းနဲ့စက်တူလုပ်ခြင်းနဲ့ဆရာလုပ်ခြင်းနဲ့ပူတဲ့ပေါင်းသက်လုပ်ခြင်းနဲ့အဲ့လိုမျိုးလေးတွေဝင်လာတတ်ပါတယ်ဝင်တဲ့အခါကျတော့လက်ခံရင်ကောင်းမလားဆိုမကောင်းနမိတ်တိုင်းတွင်တော့တော်လေးကောင်းပါတယ်နော်အင်မတန်ကောင်းပါတယ်ခလုတ်ကဒီအချိန်မှာဟိုကြီးစွာသောအကူအညီရတတ်ပါတယ် သူကနမိတ်ကကြတော့ကောင်းငင်ကတမန်တော်ကနေပြီးတော့လို့ကောင်းကြီးပေးနေတဲ့နမိတ်ကိုသူကဖော်ညွှန်းတာပါနော်တလဘာသရနမိတ်ကဟောတောကြတော့မိတဲ့ဒီကလာမှာအရေးကြီးဆုံးကံအကောင်းဆုံးအချက်ကိုပြောပါဆိုရင်ကြီးစွာသောအကူအညီတွေရတတ်တယ်တရားတော်မိရဘာကိစ္စတွေအခက်အခဲကြုံနေလဲတဲ့မပူနေတဲ့အဲ့ဒီကိစ္စတွေအကူအညီကတေချာပေါက်ရအောင်လာတတ်တယ်။နောက်အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်နေတယ်ဆိုရင်လည်းအဲ့ဒီအလုံးကိစ္စအတွက်ပဲကုညီမဲ့လူကရောက်လာတတ်တယ်။ <laughs> ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကူအညီလိုနေတယ်ဆိုရင်လည်းငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအကူအညီတေတပေါက်ရလာတယ်။ကွာရီနိုတွေအဆင်ပြေဘူး။နောက်ချေးတွေအဆင်မပြေဘူး။အချေးတွေငွေကြေးအတွက်ပူပန်နေတဲ့စိတ်ညစ်နေတဲ့တောကရောက်နေတယ်ဆိုရင်လည်းအဲ့ဒီကိစ္စတွေကိုစေသက်ပေးဖို့ညှိနှိုင်းပေးဖို့တိုင်ပင်ပေးဖို့ဆွေးနွေးပေးဖို့ဆိုပြီးတော့ ဒါအကူအညီကောင်းနေရရှိလာတာ။အဲ့တော့ဘာကိစ္စပဲဖြစ်ဖြစ်တောက်ကြသားသမီးတွေရဲ့ကံကြမ္မာမှာဆိုရင်အကူအညီရမယ်။အဲ့ဒီအကူအညီကြောင့်ဘဝကအပြောင်းလဲဖြစ်တတ်တာ။နောက်လက်ရှိလုပ်နေတဲ့အလုပ်ကိုင်းတွေအဆင်ပြေတတ်တယ်။အောင်မြင်နိုင်တယ်၊တိုးတက်နိုင်တယ်။အဓိကတော့သူ့ရဲ့နမိတ်ကကျတော့ပျော်ရွှင်ခြင်းပါပဲနော်။ပျော်ရွှင်ခြင်း။လက်ရှိအခြေအနေတဲ့အစမတန်ပုံမှုပြီးတော့တိုးတက်သွားနိုင်တယ်။မြင်မသွားနိုင်တဲ့အခြေအနေမျိုးဖြစ်တတ်ပါတယ်။ နောက်က6ခန်းကဗိနတ်ကျူကိုစားပြုတယ်6ခန်းကတောက်ကြကျူကိုစားပြုတယ်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေအထူးထူးခြားခြားအောင်မြင်မှုရတတ်ပါနောက်နိုင်ငံသားခရီးသွားဖို့တို့နော်တခြားကြသောပြည်တွင်းပြည်ပခရီးသွားဖို့အတွက်စ조사အားထုတ်နေတယ်တောက်ကြသားသမီးတွေအတွက်ဆိုရင်နော်တော်တော်လေးကောင်းပါနောက်ခရီးသွားဖို့အစီအစဉ်မရှိအားနေပြီးတော့လေခရီးကိစ္စတွေပါတယ်ပေါ်တတ်ပါတယ်ခရီးနဲ့ပတ်သက်ရင်ကန္နဒါကောင်းပါ နောက်တစ်ခုကလူမှုရေးမှာကြတော့တောက်ကြသားသမီးတွေဟာအဓိကတောက်ကြသားသမီးအမျိုးသမီးတွေဟာနည်းနည်းလေးခရုဆိုင်ဖို့လိုအပ်ပါတယ်ပေါ့နော်တောက်ကြသားသမီးတွေမှာတောက်ကြသမီးတွေဟာလူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာတွေမှာဆိုရင်နည်းနည်းခရုဆိုင်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကသူ့နမိတ်ထဲမှာကြတော့အာသွေးဆောင် ဖြာချောင်းခြင်းခံရတတ်ပါတယ်အလုပ်ကိစ္စပဲဖြစ်ဖြစ်ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စလူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပဲဖြစ်ဖြစ်မှာ မကောင်းတဲ့ အရာတွေကမကောင်းတဲ့လူတချို့ကမကောင်းတဲ့သူကကိုယ်တွေးဆောင်ဖြားယောင်ခြင်းခံရတတ်ပါဘူး။ကိုယ်လည်းတွေးဆောင်ဖြားယောင်တာကိုတွေးဆောင်ဖြားယောင်တယ်လို့မထင်မနဲ့အဲကိုယ်ပါရောပြီးတော့အဲ့ဒီအထက်မှာပါသွားတတ်ပါလေပေါ့နော်။အဲ့ဒါလေးတော့သတိထားပါ။အဲ့တော့ပြောချင်တာတော့ဒီဘေဒင်စကားနဲ့ပြောမယ်ဆိုရင်တော့တောက်ကြသမီးတွေထဲမှာအနှောက်အယှက်ပေါ်တတ်ပါလေ။တောက်ကြသားတွေရဲ့ကံတရာကကြတော့သူက ။ဘာရှိတယ်လဲဆိုတော့ဒီကလာတွေမှာဆိုရင်တလဘာဆိုတဲ့နမိတ်မှာကြတော့တောက်ကြသားတွေကကြတော့ဒဇုတ်ထိုးလောက်တတ်တာပေါ့နော်။အာအရန်ကိုအနစ်နာခံရင်တဲ့စိတ်တွေနဲ့လူမှုရေးကဏ္ဍဆွေမျိုးသားချင်းကဏ္ဍမိသားစုကဏ္ဍတွေမှာလုံးဝအမှန်နဲ့အမှားမခွဲကြနိုင်လောက်အောင်ကို အနစ်နာခံမိတတ်ပြီးတော့မှငါအဲ့လိုမလုပ်လိုက်ရရင်ကောင်းတာငါအနစ်နာမခံလိုက်ရရင်မကောင်းအကောင်းသားလို့အဲ့လိုမျိုးနောင်တပူပန်ရတတ်ပါတယ်ဒါကြောင့်မလို့အရာရာမှာ အညာမညာသဘောတရားလေးတွေနဲ့သွားတင်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်လည်းဘုရင်ကပြောခဲ့သလိုပဲအကူအညီကောင်းတွေရမယ်အစဉ်ပြေခြင်းတွေရမယ်အခြေအနေကောင်းငွေကြေးအတွက်လည်းပူပန်သောကတွေလွတ်မယ်တမ်းမာရေးစိုးရင်ကြာမရှိဘူးစိတ်ပူစရာမရှိပါအစိတ်ရှိတဲ့တတဝါကြိုက်ခဲခံရတတ်ပါတယ်အဲ့ဒါလေးတော့သတိထားပါတော့နောက်တစ်ခုကပညာရေးနဲ့ပတ်သက်ပြီးတော့အကြောင်းတွေပါတယ်တက်ဖို့သင်တန်းတွေပါတယ်တက်ဖို့အတွက်လည်းအစစအရာအဆင်ပြေသွားတတ်ပါ ။နောက်ကောင်းဆုံးကတော့တောကြသာသမီတွေအတွက်အခြေအနေနဲ့ပတ်သက်တဲ့ကံစားတာပါပဲ။အခြေအနေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်။အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကံစားတာကောင်းတယ်။အဖေဘက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတို့အောင်မြင်ခြင်းတွေကြုံရတတ်ပါတယ်။တော်တော်လေးကောင်းမှာနည်းနည်းပေါ့ဗျအများကြီးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်အဲ့တော့လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်ဘူးလားလုံးကိုလုံးတင်ပါတယ် လို့ရင်အဆင်ပြေတယ်အောင်မြင်မယ်တိုးတက်မယ်ခြေပွားချမ်းသာမှုတွေရနိုင်ပါတယ်နော်ဒါတောက်ကြသားသမီးတွေအတွက်ကံကြမ္မာဖျားချပေးခဲ့တာဖြစ်ပါတယ်ထောက်ကြသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းစီတဲ့အရာကတော့အနီရောင်ဖြစ်ပါတယ်အကျိုးပေးတဲ့ lucky number ကတော့6ခန်းဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားပန်ဒီကတ်လို့ပူဇော်ပြီးတော့ဆုတောင်းပါအញ្ញံခိုက်တီပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသွားစေမှာဖြစ်ပါတယ်